မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်းမှာအကြမ်းမဆက်တဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းကိုကင်းဘုံယူပေးနေတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်သား၃ဦးပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ20ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကမှရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းမိုင်းမှာအကြမ်းမဆက်တဲ့စစ်ကြောင်းဟာရှမ်းရွာဂိတ်ကဆပြီးတော့အင်္ဂနီရုံတိုင်းရွာတွေအထိကားလမ်းတစ်လျှောက်မှာလမ်းကင်းယူပေးပြီးတော့ရိခါပို့ဆောင်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းမဆက်တဲ့စစ်ကြောင်းကိုအင်္ဂနီရုံတိုင်းချေးရွာကားလမ်းဘေးမှာ ကင်းမုံဝက်ပြီးတော့လုံခြုံရေးယူပင်းနေတဲ့အကြမ်းမစစ်ကောင်စီတပ်သားများကိုဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမစစ်ကောင်စီတပ်သား၃ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့စစ်ကောင်စီတပ်သားများကပြန်လည်ရန်တမ်းပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ လမ်းပေါ်ကသွားတာကအင်အားရာနဲ့ချီတယ်အခုပြစ်တာကလမ်းကင်းယူထားတဲ့အဖွဲကိုပြစ်တာပါရတဲ့နီးနဲ့ချရမှာပဲအဲ့ဒီတက်ခတ်မှုမှာစစ်ခွေးသုံးအောင်တည်သွားပါတယ်လို့ Fire Dragon စစ်ကြောင်းကတော်ဝင်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေးမာပင်မြို့နယ်မှာရှိတဲ့ပသိမ်မုံရွာလမ်းမိုက်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့မှာရေးမာပင်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တရေ28အချိုးကန်းကုန်းနဲ့ရန်စီဝမ်ပေါင်ကနေထွက်လာတဲ့စစ်ရင်တန်းကိုမြောင်ရမားချောင်းအယောက်မှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။ ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါအပြင်မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာထိခိုက်ပျက်စီးသွားတဲ့စစ်အုံဆောင်ပျက်စီးတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့နယ်မြေရှင်းလင်းရေးလုပ်တော့ပျက်စီးသွားတဲ့စစ်အုံဆောင်ပျက်စီးတချို့ကိုတင်းစီနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့လက်နက်ခဲယမ်းတွေလိုအပ်နေလို့ ပြည်သူလူထုတရက်လုံးကတက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ကူညီလှူဒန်းပေးကြဖို့မြစ်တာရက်ခံတောင်းဆိုခြင်းမတဲ့မဲမောင်ပြည်သူကာကွယ်တပ်ဖွဲ့ကစစ်အာဏာရှင်အမြင့်ပြည့်စည်ရေးအတွက်အပြင်းထန်ခက်ခက်ခဲခဲနဲ့ရုန်းကန်ပြီးတော့တိုက်ခိုက်နေပါတယ်လို့မဲမောင်ပြည်သူကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုရင်းမာပင်မျိုးနဲ့မဲမောင်ပြည်သူကာကွယ်တပ်ဖွဲ့ကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့မိုင်းထုတ်လုပ်ရေးနဲ့လက်နက်ခဲယမ်းများဝယ်ယူဖြည့်တင်းနိုင်ရန်အတွက်ပြည်ပရောက်ထောက်ဖို့ညီအကိုများနဲ့စစ်အာဏာရှင်အမြင့်ပြည့်စည်ခြင်းနဲ့ပြည်သူလူထုများအနေနဲ့ 话完毕了，过年路上别讲方言，你这一看他讲，咱也是犯人克喵。 နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးမြို့နယ်အရှိပန်မန္တလေးမြို့ပသိမ်ကြီးမြို့နယ်အနီးမှာအခုရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့အရှိပန်ငားမိုင်ကကွာဝေးတဲ့ကြောက်တရားရွာနဲ့ပသိမ်ကြီးမြို့နယ်အဆက်ကထမ်းမင်ကုန်းကျေးရွာတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တော်လိုင်းရဲဘော်တွေကပြောပါရယ်။ကြောက်တရားရွာမှာ2024ခုနှစ်နှစ်လယ်ပိုင်းကတည်းကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ဘဲဘက်ကမှမထိန်ချုပ်နိုင်သေးတဲ့ရွာဖြစ်တယ်လို့သိရပါရယ်။ထမ်းမင်ကုန်းရွာကိုတော့ပြည်သူ့ကာကွယ်မန္တလေးမန္တလေး PDF က2024ခုနှစ် ဲ့ဇွန်လလကုန်မိုင်းကလေးကတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။မနေ့ကတန်နေကုန်တိုက်ပွဲတွေပြင်းထန်တယ်လို့ပြောတယ်။လေချောင်းကနေလဲတန်နေကုန်ကိုဘုံကျဲနေတာလို့မရီယာမြို့နယ်အရှိချမ်းကတော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူကရှင်းပြထားပါတယ်။စစ်ကောင်စီကမရီယာမြို့ပေါ်နဲ့မြို့နယ်ရဲ့အနောက်ဘက်ချမ်းကိုစိုးမိုးထားပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကမရီယာမြို့နယ်ရဲ့အရှိတ်ချမ်းကိုစိုးမိုးထားတယ်လို့ရှေ့တန်းရောက်ရဲဘော်တို့ကပြောပြထားပါတယ်။စစ်ကောင်စီစိုးမိုးထားတယ်မရီယာအနောက်ချမ်းကကြေးရွာတွေဟာ မိရှုဖြက်စည်းခံရမှုကြောင့်ဖြက်စည်းကုန်ပြီလို့၎င်းကပြောပြထားပါဗါဒအပြင်ခြေရွာတွေကဒေသခံအများပြားဟာလဲစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှေ့ဘက်ချမ်းမှာတော့တိုက်ပွဲကနေတိုင်းလိုလိုဖြစ်နေတာပဲအခုရပိုင်းမှာတော့ပို့ပြီးတော့ကျန်းလာတာဒီကောင်တွေဘက်ကလေချောင်းကနေပြီးတော့ထင်းတိုင်းကျဲပြီးတော့ဘုံတွေကျဲချနေတာလို့တော်လိုင်းရဲဘော်တို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာအေအေကတင်ပိုက်ထားတဲ့မင်းများမျိုးနဲ့ခမရ380တက်ရင်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့ညတကောင်7နာရီဝန်းကျင်မှာမင်းများအနီးရခိုင်စစ်ကောင်စီတွေအထိုင်ချတပ်ဆွဲနေထိုင်ခဲ့တဲ့380တက်ရင်အနီးတစ်ဝိုက်ကိုစစ်ကောင်စီကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မင်းများမျိုးကန်တအူးကပြောပြထားပါတယ်။မင်းများမျိုးကန်ဒေသခံတအူးက မင်းများ380တိုက်ရဲအနီးတစ်ဝိုက်ကိုမနေ့ကဂျက်ဖိုင်တာနဲ့ဘုံးတွေကျဲချသွားပါတယ်အထိကပျက်စီးရှိတယ်လို့တော့သိရတယ်တေဆုံးမှုကိုတော့မကြမ်းမိသေးဘူးတရင်အတိကျရဖို့ခက်ခဲနေပါတယ်လို့ပြောပြထားပါတယ်ဒါအပြင်စစ်ကောင်စီကတိုက်လေရင်နဲ့ပေါတော့မျိုးနယ်ကခြေရွာတချို့ကိုလည်းဘုံးကျဲတိုက်ခတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်ကဖမ်းဆီးပြီးတော့စစ်သားစုဆောင်းခြင်းခံရတဲ့တပ်သားကိုဝေရန်ထွန်းဟာကရင်ပြည်နယ်အောင်စေရစစ်ဆင်ရေးကနေထွက်ပြေးပြီးတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထမအလင်းဝင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှတ်338ချင်းမြတ်တရဲ့ခမရ338ကတပ်သားတဲ့ဝေရန်ထွန်းဟာအုတ်တွင်းမြို့နယ်မှာတငယ်ချင်းတွေနဲ့အတူစစ်ကောင်စီတပ်ကဖမ်းဆီးပြီးတော့စစ်သားတဲ့စုဆောင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။ဆိုင်ကယ်လိုင်စင်ဖမ်းတာလိုင်စင်မရှိလို့ တငယ်ချင်းတယောက်ကိုပြန်လှုပ်ပေးလိုက်တယ်ကျွန်တော်ကကြတော့အချုပ်ထဲမှာနှိမ့်ရထားရတယ်လို့တပ်သားဝေယံထွန်းကရှင်းပြထားပါဗျ။အချုပ်ကနေမှတဆင်တောင်ငူစူဆောင်းရေးကိုပို့ဆောင်ခဲ့ပြီးအဲ့ဒီကနေတဆင်အမတ်ကိုလေးကျင်ရေးကြောင်းတထုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။တင်နန်း3လတက်ပြီးတဲ့နောက်ခမရ338ကိုပို့ဆောင်ခံရခြင်းဖြစ်တယ်လို့၎င်းရဲ့အတွေ့အကြုံတွေကိုပြောပြထားပါတယ်။စစ်ကောင်စီရဲ့တပ်တွင်းထဲမှာညဘက်ကင်းဆောင်ခိုင်းပြီးတော့နေဗံမှာလည်းအနာမပေးဘူးလို့ပြောပါတယ်။ထမင်းဝအောင်အောင်မဆားရဘဲနဲ့အင်္ဂါရင်၄ခွနဲ့ပါပြစ်ခံရတယ်လို့၎င်းကရှင်းပြထားပါဗျ။ စစ်တပ်ထဲကထွက်ပြေးဖို့အတွက်အချိန်ချင်းစ조사ခဲ့တော့လဲအခွင့်အရေးမရခဲ့ဘူးလို့ပြောပါရယ်အခွင့်အရေးရတဲ့အချိန်မှာတော့တငယ်ချင်းတွေနဲ့အတူထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့ပြောပြထားပါရယ်တငယ်ချင်း၃ယောက်ထွက်ပြေးလာတာပါလက်နက်ကတယောက်တစ်လက်စီပါတယ်ခဲယမ်းတွေလည်းပါပါတယ်လို့တပ်သားဝေယံထုံးကရှင်းပြထားပါရယ် ကြံနေတဲ့စစ်ကောင်စီတပ်သားများကိုလည်းတော်လန်ရေးဘက်ကိုအလင်းဝင်ကြရန်၎င်းကဖိတ်ခေါ်ထားပါတယ်တော်လန်ရေးတပ်တွေကတော့စစ်ကောင်စီလိုမျိုးညှဉ်းပန်းနှိပ်စက်တာမျိုးမရှိပဲအလင်းဝင်လာပါကတွက်ဖြတ်ခံရမယ်ဆိုတာဟာလုံးဝမဟုတ်ပဲစစ်ကောင်စီဘက်ကချင်းချောက်မှုကိုကြောက်ရံမလို့ကြောင်းတပ်သားဝေယံထုံးကရှင်းပြထားပါတယ်တော်လန်ရေးကြီးပြီးပါကမိသားစုနဲ့အတူပြန်နေမယ်လို့ပြောပြထားပါတယ်အဖေနဲ့အမေလဲကျမရေးကိုဂီယူဆိုင်ပါတားလဲလွတ်မြောက်နေမျိုးကိုရောက်နေပါပြီ အရင်လိုဟိုတရောင်းစားတွေစစ်ခွေးတွေလက်ထဲမှာမဟုတ်တော့ပါဘူးလို့တပ်သားဝေယံထုံးကပြောဆိုလိုက်ပါတယ်စစ်ကောင်စီဟာနိုင်ငံတော်မှာရှိတဲ့လူငယ်အများအပြားကိုနီလန်မျိုးစုံနဲ့စစ်သားစုဆောင်းနေပြီးတော့အချိန်တိုအတွင်းမှာတင်တန်းများပေးကရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်ပြီးတော့စစ်တိုက်ခိုင်းနေတဲ့အတွက်ကြောင့်တပ်သားတဲ့များဟာတေဆုံးထိခိုက်မှုများရှိနေတယ်လို့သိရပါတယ်ဒါအပြင်တော်လိုင်းတပ်ဖွဲ့များကိုခိုးလုံသူပူးပေါင်းသူလက်နက်ချထွက်ပြေးသူများလည်းများပြားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ပိုင်းတာယာရိခရိုင်မင်းလာမြို့နယ်ထောက်ကျန်အုပ်စုတောင်ပြတ်ရွာကိုအကြမ်းမဆက်တက်ကမီးတင်ရှို့နေပြီးတော့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ20ရက်နေ့မွန်းလွဲတနအိအချိန်ကမှအကြမ်းမဆက်တက်ကတောင်ပြတ်ရွာကိုမီးတင်ရှို့နေခြင်းဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ပြောပါရယ်။မီးရှို့ပြီးတော့စင်အိုင်ချောင်းပေါက်ရွာဘက်ကိုပြန်ဆုတ်သွားပါတယ်။စစ်သားတွေကမီးရှို့ပြီးတော့မိုးရွာလာတာနဲ့မီးလောင်လာတော့တက်တာသွားတယ်။ အခု line တွေဖြတ်ထားတော့ဘလောက်ပြစီးသွားလဲတော့မသိရသေးဘူးလို့ data ရင်းသတင်းရင်းတွေကပြောပြထားပါတယ်အကြမ်းမဲ့စစ်တပ်နဲ့တော်လိုင်းအဖွဲ့များဟာမနေ့ကမနေ့အစောပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ data ရင်းသတင်းရင်းတွေကပြောပါတယ်ဇွန်လ16ရက်နေ့ညနေ4နာရီအချိန်ကမှမင်းလောင်မြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းမဲ့စစ်တပ်ရဲ့စေကွင်းတောင်စုံစစ်စေးရိတ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကစတင်တိုက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ် အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာတာယာဝရီခေယံစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဒုတိယဘုံမူကြီးဇော်မျိုးဝင် DSGA အပတ်စဉ်ခွန်နဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူဖြိုးမင်းဦး DSGA အပတ်စဉ်ဆက်တက်တို့တိတ်ဆုံသွားခဲ့တယ်လို့သိရပါဗယ်မင်းလာမြို့နယ်အတွင်းမှာထိပ်တွေ့တိုက်ပွဲများမှာတာယာဝရီခေယံစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘုံမူကြီးဇော်မျိုးဝင်အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဘုံမှုဖြုံးမဲ့ဦးခရိုင်ရဲမှုကြီးစိုးခိုင်နဲ့မြို့မှာရဲစခန်းမှုတအုပ်တို့အပါအဝင်အကြမ်းဖက်စစ်သားအယောက်20ထက်မနည်းသေဆုံးသွားခဲ့တယ်လို့သိရပါဗါးလက်ရှိမှာဘကိုးတိုင်းမင်းလာမြို့နယ်မှာရှိတဲ့ရန်ကုန်ပြည်လမ်းပိုင်းမှာပြည်ဒါကစားကတန်ကြက်ကကားများပါအုံပြပြီးတော့အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတယ်လို့စီရေးသတင်းရင်းတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ညောင်မင်းခွင်းကျေးရွာအခြေဆိုင်ခမရ96တဲ့တရင်ကတက်ချက်ကြီးတအူးဟာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မှာ တနင်္သာရီမြို့နယ်ညောင်မင်းကွင်းကျေးရွာအခြေဆိုင်အကြမ်းဆစ်ကောင်းစီရဲ့ခမရ96တက်ရင်ကတက်ချက်ကြီးတအုပ်ဟာပြည်သူ့ကာကွယ်တပ်မတော်ဗိတ်ခေရအမှတ်3တက်ရင်ထံကိုလက်နက်ယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ရဲဘော်တွေစီကိုထွက်ပြေးပြီးတော့အလင်းဝင်လာတာပါလက်ရှိလုံခြုံတဲ့နေရာမှာကောင်းမွန်စွာထားထားပြီးတော့လုံထုံးလုံနည်းနဲ့အညီဆက်လက်ပြီးတော့ဆောင်ရွက်နေပါတယ်။လက်နက်မပါတဲ့အတွက်ထိုက်တင်တဲ့လောက်တော့အဆင်ပြေအောင်ဆောင်ရွက်ပေးမှာပါ။နောက်ထပ်ဗတ်ပြောင်းခိုးလုံလာမဲ့သူတွေကိုလက်နက်ပါယူဆောင်လာနိုင်ပို့ပြီးတော့အဆင်ပြေမှာပါ။ တကယ်အမြင်မှန်ရပြီးတော့ပြည်သူနဲ့ပူးပေါင်းမယ်ဆိုရင် လက်နက်ပါတီဖြစ်စီမပါတီဖြစ်စီကျွန်တော်တို့ရဲ့တိုင်ရင်ဘက်ကအများတန်းကြိုးစုံနေမှာပါလို့ People Defense Force ဘေးခရိုင်တိုင်ရင်တုံးကတောင်းရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့တက်ချက်ကြီးဟာစစ်မှုထမ်းတပ်တန်း9နှစ်ရှိပြီဖြစ်ပြီးတော့တက်ထဲမှာအရာရှိများရဲ့တကူကောင်းဆံပြီးတော့လက်အောက်ငဲသားများအပေါ်ခွဲခြားဖိနှိပ်ဆက်ဆံမှုများကိုမခံနိုင်ဘဲနဲ့ထွက်ပြေးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုထားပါတယ် အလားတူပဲသခိုင်းတိုင်းခန်းနှင်းမြို့အခြေဆိုင်ခလိုက်ရ52တက်ရင်ကပြည်သူစစ်တအူးဟာတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်ရောက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ဇွန်လ17ရက်နေ့ကခန်းနှင်းမြို့အခြေဆိုင်ခလိုက်ရ52တက်ရင်ကပြည်သူစစ်တအူးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနခန်းနှင်းမြို့နယ်ပကဖအဖွဲ့ထံကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ပကဖအဖွဲ့တွေဟာပြည်သူစစ်မဟာဗျူဟာကိုကျင့်သုံးကရန်သူတပ်ဖွဲ့ဝင်းနေဇက်တိုက်အလင်းဝင်လက်နက်ချလာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့အတိပင်းနှိုးဆော်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ